။အော်ရဖအပွဲမသွားပဲကလပ်ကပဖလားမှာဝင်ကစားပေးဖို့ဒီလက်ကိုချဲစီတောင်းဆို။ Brighton အားလုံးမင်္ဂလာပါဗျာ။ Blue Lion King ကနေပြန်လဲကြိုလိုက်ပါရင်ဒီနေ့မှာတော့ချဲစီတင်းနဲ့ပတ်သက်လို့ရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရင်။ Chelsea တင်းအောင်လာမယ့်ကြာသည့် Champions League ဝင်ခွင့်ရရှိခဲ့တဲ့အတွက်လိုအပ်တဲ့ကစားသမားခေါ်ယူမှုတွေကိုပြုလုပ်ပေးသွားမယ်လို့ Top League ကပြောကြားထားရမှာအခုပထမဆုံး Inside Time စင်မှုဒီလက်ကိုခေါ်ယူလိုက်ပြီလည်းဖြစ်ပါရင် ဒီလက်ကောမန်ယူအသင်းကလည်းခေါ်ယူဖို့အတွက်စိတ်ဝင်စားခဲ့ပြီးဂျိုးပန်မှုတွေပြုလုပ်ခဲ့သေးပေမဲ့ချန်ပီယံလိဝင်ဝင်ရထားတဲ့ချဲစီအသင်းကပဲဒီတိုက်ပွဲမှာနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဒီလက်တွင်ချဲစီကစာချုပ်ရော်ချေပေါင်သန်း30ကိုပေးချေသွားဖို့အတွက်အင်းဆွင့်နဲ့သဘောတူထားပြီးဖြစ်ကလက်ရှိမှာလည်းနှစ်သင်းကြားပြောင်းရွှေ့ကိစ္စနဲ့ပတ်သက်တဲ့ဆိုင်းဆာရန်ကိစ္စတွေအားလုံးကိုအဆုံးသတ်နိုင်လိုက်ပါပြီ။လက်ရှိမှာတော့ဒီလက်ကိုခေါ်ယူရေးကိစ္စတွေအားလုံးကအဆုံးသတ်နိုင်ခဲ့ပြီဖြစ်တာကြောင့်မကြာခင်မှာဆင်းဆင်းမှုတွေပြုလုပ်သွားတော့ပါပါအဲ့ဒါပြီးစီးသွားရင်တော့ဒီလက်ကိုခေါ်ယူနိုင်ပြီဖြစ်ကြောင်းချဲစီကတရားဝင်ကြေညာမှုတွေပြုလုပ်သွားမှာဖြစ်ပါရင် ဒီလက်ကဒီနေ့မှာအင်္ဂလန်ယူနစက်တင်းရဲ့ယူပွဲဆင်နွှဲစရာရှိနေပါတယ်။ဒါပေမဲ့ဒီလက်အနေနဲ့ဥရောပပွဲမသွားဘဲနဲ့ကလပ်ကမ္ဘာဖလားမှာသူတို့နဲ့အတူပြိုင်ပွဲဝင်သွားဖို့ချဲစီဘက်ကဒီလက်ကိုတိုက်တွန်းပြောဆိုထားပါတယ်။နောက်ထပ်သိရတဲ့သတင်းတစ်ပုဒ်ကတော့ ချဲစီတင်ဟာမန်ယူတောင်ပံကစားမှဂါနာချိုကိုခေါ်ယူသွားဖို့ဖြစ်နိုင်ခြင်းအင်မတန်လေးနှဲပါသွားပြီဖြစ်ကြောင်းသိရပါတယ်။ဂါနာချိုကအရေးချင်းရှိတဲ့ကစားမတစ်ယောက်ဖြစ်ပေမဲ့မန်ယူဘက်ကတောင်းဆိုနေတဲ့ပြောင်းရွှေ့ခြေတန်ဖိုးကတော့အတော်လေးများလွန်းနေတယ်လို့ချဲစီဘက်ကခန်းစားနေရတာပါ။မန်ယူကဂါနာချိုရဲ့ပြောင်းရွှေ့ခြေကိုပေါင်တန်း60ကနေ65တန်းအထိထပ်မံတိုးမြင့်လိုက်ပြီးဖြစ်ပြီးဒီပေါ်မှာလည်းချဲစီကစိတ်ပြန်နေပါတယ်။ဂါနာချိုကိုပေါင်65တန်းပေးပြီးခေါ်မယ်စား တခြား quality ကစားမတရားကိုပဲခေါ်လိုက်တော့မယ်ဒါမှမဟုတ်ဒီဈေးလောင်းနဲ့ဆိုရင်ခနာချော်လိုမျိုး quality ရှိတဲ့ရပုံးသီးကျဲဝင်းကစားမ2ယောက်3ယောက်လောက်ခေါ်ယူလို့ရတယ်ဆိုပြီးတော့တော့ဘော်လေးကထင်မြင်ယူဆနေပါတယ်ဒါကြောင့်နောက်ပိုင်းမှာတော့ချဲစီကဂါနာချိုကိုခေါ်ယူနိုင်ဖို့အတွက်စူးစမ်းမှုတွေပြုလုပ်သွားတော့မှာမဟုတ်ပါဘူး